နီးရဆော့သွားခဲ့တဲ့ပွဲတွေအထဲမှာ match of the day ပွဲစဉ်ဖြစ်တဲ့ Falcon vs Yangon Gladiators တို့ရဲ့ပွဲလဲပါတယ် Mythic Sea vs Paladin ကို Mythic Sea အနေနဲ့ reverse sweep ပြသွားတဲ့ပွဲတွေလဲပါတယ်ဗျဒါပေမဲ့လူတွေတော်တော်များများမိနေတာကတော့ Astro Space vs Bladon ရဲ့ပွဲစဉ်မှာ Astro Space လိုမျိုးအခုမှဒီလို MSL level မှာ Pro Player တွေနဲ့ရှင်ဆော့ရတာတောင်မှ ပရိုပလီယာတွေကိုတော့ပြန်ပြီးတော့ရှင်းနေတဲ့ဟာကိုလူတွေကမေ့နေကြရဲ့ဗျကျွန်တော်အခု short out လုပ်လေးရှိတယ် Astro Space ရဲ့ mid duo ကိုကတော့ဒီတစ်ခါမှလည်းပညာတွေပြသွားတာကိုတွေ့ရတယ်ဗျဒီပလီယာတွေဘယ်လိုမျိုး performance တွေပြသွားလဲဆိုတာနဲ့ပတ်သက်ပြီးပွဲလေးကိုတူတူပြန်ကြည့်လိုက်ရအောင်ဂိမ်းဝမှာတော့ကျွန်တော် short out လုပ်ချင်တဲ့ပလီယာကတော့ chip ကင်နဲ့ sensitivity ပဲဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုရင် game 1ရဲ့ early game တော့က ဘလက်သွန်ဘက်ကမစ်ထရိုဖြစ်တဲ့ခါလီကင်မီဖရက်ဒရင်မစ်ထရိုသုံးကောင်ကအက်စထရိုစပေးဘက်ကမစ်ထရိုသုံးကောင်ထက်ရရဆက်ဆက်ကိုတာတာဗျပြောရရင်တူမတာကိုမတာတာတာတော့မဟုတ်ဘူးတော်တော်ကြီးကိုတာတာလူနော့စ်ကလည်းအာလီဒမ်မေ့ကမရှိဘူးခါလီဂျန်ငယ်အင်ဗိတ်ဒါကိုလည်းကာပေးဖို့ချစ်ကလည်းအာလူကျော်ပဲစားပြလို့ရတယ်အဲ့တော့ဘလူးဘက်ရောရက်ဘက်ရောရည်ဆန်ရှင်မရသွားဘူးဗျ ဘယ်လောက်ထိဆိုးွားလဲဆိုရင်တော့အာလီဂိန်3 minute အထိကိုရည်စံရှင်းက level က3ပဲရှိသေးတယ်။တာတေရီဘိုင်ပြီးွားရဲ့အချိန်မှာတော့မှရည်စံရှင်း level 4မရဘူးဆိုတော့ကြီးဟာတော်တော်လေးကိုနှိမ်ွားရည်လို့ပြောရမယ်။ဒါပေမဲ့ဒီပရယ်မှာ sensitivity ရဲ့ chip ဗရယ်တစ်ပောက်ဖြန့်ပေးလိုက်တာကနေစပြီးတော့လုံးဝဗရယ်ကြီးကတာချသွားတာဗျ။ Granger အနေနဲ့လေကေးတွေတော်တော်ကြီးစရရသွားပြီးတော့တော်တော်လေးကိုတန်းဖတ်သွားတာ။ ီနေရာမှာကြည့်မယ်ဆိုရင်တော့အေးလွေအနေနဲ့နည်းနည်းလေးမှားသွားတာလည်းပါမယ်လို့ထင်တယ်။မီနီမတ်ကိုကြည့်မယ်ဆိုရင် Grandja လာတဲ့ tower တွေကပေါ်တယ်ကိုအေးလွေရမရမကကြီး Cree တွေပါ dash ပြီးတော့ဝင်လာတာဗျ။အမှန်တော့ဗတဲ့ကနေနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့တူတာမလာဘဲနဲ့ tower လေးပဲချိုးလိုက်မယ်ဆိုရင်တော့ပို့ပြီးတန်သွားမလားလို့ပေါ့လေ။အခုတော့လေးကောင်လုံးထေသွားတဲ့အတွက် Grandja ကတော်တော်ကြီးကိုဖတ်သွားတာ။ ဒါပေမဲ့ကျွန်တော်အခုနပြောလို့ပေါ့ chip ကစော်ရဲတယ်ဆိုရင်တော့ high risk high reward ဆိုရဲညရာမကိုလက်ခံနိုင်မှာရမယ်။ကဲဒီပဒေလေးကိုအဲ့ဒါကြီးလိုက်ပဲ။ဒီပဒေကိုလည်း astro space back ကပရမတ်တစ်ခါလိုပဲတာမယ်အထင်နဲ့ fraudrian ပေါ်မှာအကုန်လုံးဝင်သုံးပြီးရော လုံးထွေးပြီးဆိုင်ပစ်လိုက်တယ်။ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ sandstone foreman မိသွားရဲ့အခါပဒေကသူ့ဘက်ကပြန်မောက်တာဖြစ်သွားတယ်။ဒါပေမဲ့ကျွန်တော်ဒီ roma ကိုချီးကျူးနေတာဒီနေရာပဲဗျာ။ သူအသက်ပြန်ရှင်တာနဲ့ချက်ချင်း enemy friend တေးနေရသိတော့ race ယူပြီးတော့ vegan number 4တဲ့ကထွက်လာပြီး border တန်းဖွင့်သွားတာလော်တွေပါရပြီးတော့ပထမမှောက်ထားတဲ့ဗတဲ့ရဲ့အမျက်တွေကိုပြန်ပြီးတော့ရှာလိုက်နိုင်တယ်ဒါမျိုးတက်ရစ် player တွေမှာဒီလိုမျိုး decision making ကောင်းကောင်းတွေချနိုင်တဲ့ mechanic တွေရှိတာတော်တော်လေးကို appreciate လုပ်တင်ပါတယ်နောက်ထပ် game 2မှာကျတော့ကျွန်တော် shout out လုပ်ခြင်းတဲ့ player ကတော့လမင်းပဲဖြစ်ပါတယ် သူရဲ့ 4vs play style ကတကယ်ကိုကြမ်းတမ်းပြီး aggressive လည်းဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီး first star တွေမှာစကြည့်လိုက်အောင်ဂိမ်းတူရဲ့ first star တွေမှာဆိုရင်လမင်းရဲ့ 4vs ကဘလက်တောင်းတသိန်းလောက်ရခေါင်းပေါ်တွေရောက်နေတယ်ဗျ။အင်းလွင် final slot ကြောင့် Guinevere ရဲ့ SK2 Violet Raguan လွဲသွားရဆိုပေမဲ့ဗရင်မောက်ပြီးထင်းနေတာဒါပေမဲ့ 4vs ဇက်တိုက်ကြီးတောင်းချမ်းနေတဲ့အတွက်ကြောင့်မလို့ဘလက်တောင်းဘက်ကထင်းလောက်မตาသွားဘူးဗျ။ ီးတော့ first တာရေကပရမတ္တခချပြီးတဲ့အခါမှာတာတေကမပြီးဘဲနဲ့နောက်တစ်ခါဗရေဖြစ်တဲ့အခါမှာလည်းပရမအတိုင်းပဲဖူဗီယက်က Fredrin ကိုအနာကက်လို့မရအောင်လို့လှုပ်ပြီးသွားပါဗျဒီမှာလည်းနောက်တစ်ခါဖူဗီယက်ကြောင့်မို့လို့တိုးလို့မရရဲ့ပြဿနာနဲ့ဗရေကထပ်မောက်ပြန်ပြီပါလာပြီ Legend Roger တောင်းတဲ့ဘက်မှာ Dash Sky အပြောင်းမှာ 2G Danger ဒီနေ့ဟာလည်းပြေးခိုင်းကြတဲ့ 4V1 နဲ့ Amber Keeper Blink နဲ့ Armor Aurelia Ryan တက်အဆုံးသတ်ရတယ်ပဲ2 man down နဲ့ Tartar over အဲ့လိုနဲ့ပဲပွဲပြီးရဲ့အထိ black thorn အနေနဲ့ဘာ objective ကိုမှ တိုးလို့မရတော့ဘဲနဲ့ AACC ကို snowball ခံလိုက်ရပြီးတော့ရှုံးသွားခဲ့ပါတယ်။ဗီဒီယိုလေးရောဒီလောက်ပါပဲ။ brother ရောအနေနဲ့ရော astro space နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ယူဆချက်တွေရှိလဲ comment နဲ့မှာ sharing လုပ်ခဲ့လို့ရပါတယ်။